ေပြည်သက်ကြီးမင်္ဂလာပါကန္နဆောင်စာတင်ဆက်ပေးနေတဲ့ရမင်းတို့ရဲ့အင်းဆက်မြမအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မြမဆက်တော်ကြီးကိုကိုဝိုင်စိတ်ကူးညံတဲ့ပြန်လည်ဖန်တီးပုံဖော်ရေးဆွဲထားတဲ့ပကြီကားတွေတိုင်းရင်းသားတွေကိုထင်ဟက်ရေးဆွဲထားတဲ့ပကြီကားတွေကိုပြသထားတဲ့ပကြီဆရာရှင်းရဲ့14ချိန်မြောက်တကောရပကြီပြပွဲလေးနဲ့တင်ဆက်ပေးကြပါရစေဒီပွဲကိုတော့ရန်ကုန်မြို့နဝရီလမ်းမှာရှိတဲ့သင်္ကတ်ဂယ်လရီမှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ီပကြီးပြပွဲမှာတော့ရမယနာဇက်တော်ကြီးရဲ့ကဆက်ွက်တွေကိုပကြီးဆရာရဲ့စိတ်ကူးနဲ့ပုံဖော်ရေးဆွဲထားတဲ့ပကြီးကားတွေကိုပြသထားပါတယ်ပြဝဲကတော့တနစ်ကိုတကာနင်းနီးလောက်တာအခုဆိုရင်၁၄ချိန်မြောက်ကျွန်တော်တကူတော့ပြဝဲပါဒီပြည်ပြဝဲမှာအကြီးကားက29ကားရေးထားတယ်နောက်ရေးတဲ့အကြောင်းအရာတွေကလည်း behind the mark ဆိုတော့ ဒီမျက်နှဖုံးများနောက်ွယ်ဟာဆိုတဲ့အမည်နဲ့ပေါ့နော်ဒီရာမယနာကတဲ့ကကွက်တွေကိုဒီဒီ contemporary နီးစနစ်နဲ့ရေးကြတာပါအင်းတချို့ဟာတွေကတော့တချို့ကားတွေကတော့တိုင်းသာအကတွေပေါ့ပါတယ်ဒါဒီအဓိကတော့မြန်မာ အကတွေသူကမြန်မာ movement တွေပေါ့မြန်မာကားတွေလှုပ်ရှားဖို့ပြီးသူတို့ with တာစင်တာတဲ့ဝေစားတွေရဲ့အယောင်တွေကကျွန်တော်စိတ်ထဲကိုလွမ်းမိုးတယ်လေ အဲ့ခါကျရေးခြင်းစိတ်ပေါက်လာလို့ကျွန်တော်ရေးပြတာ expression လို့ဒီအတိတ်ပဲရမှာပေါ့နော်ဒီစိတ်ခံစားမှုစိတ်နှိုးဆော်မှုကနေစပြီးတော့ရေးခြင်းရဲ့စိတ်ကိုနှိုးဆော်တယ်အဲ့ခါမှာအယောင်နေဖြစ်လာတယ် conversation တွေဖြစ်လာတယ်အဲ့ဒီနည်းစနစ်ပါပဲဒီကတော့အခိုင်လေးခေါ်တာပေါ့နော်အခိုင်လေးဆိုတော့ဒီကအထူးရေးတဲ့နည်းစနစ်ပေါ့ဒါလေးရပိုင်းလေးရပေါ့တလွာပြီးတလွာတင်ပြီးရေးတဲ့နည်းစနစ်နဲ့ရေးတာ ဆေးမျိုးစားတော့အခိုင်းလိမ့်ပါအခုပြတာထားတဲ့ပကြီကားတွေဟာရုတ်တရက်ကြည့်လိုက်ရင်ဘယ်လိုစိတ်ခံစားချက်နဲ့ဆွဲရဆိုတာကိုချက်ချင်းမသိနိုင်ပါဘူး။တစ်ချင်းချင်းအာယုံစူးစိုက်ကြီးမှပကြီဆရာရဲ့ခံစားရေးဆွဲထားတဲ့စုပ်ချက်တွေကိုအထင်းသာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီစားဆိုတာကတော့ရေးနေရတာလေ။ရေးနေရင်တိလား၊တွေ့လား။ တွေးလာလို့ရှိရင်တဖြည်းဖြည်းတော့ mind changes ဖြစ်လာ mind changes ဖြစ်လို့ရှိရင်အမှုပညာလက်ရလည်းကွာလာတာပေါ့လေတေချာတော့ကျွန်တော်ရှင်းနေဆက်ရင်းနေဦးမယ်ဆိုလို့ရှိရင်ဒီတဲ့ပို့ပြီးတော့ဒူးကြပြီးတော့ကွာဟတဲ့ရေးချက်တွေအမှုပညာတွေထွက်လာမယ်လို့ယုံကြည်ပါတယ်တခါလေသူကငတင်မဲနဲ့ရည်ရွယ်မထားဘူး drawing တွေပါတယ်ရည်ရွယ်မထားမနဲ့စုပ်တက်နဲ့ဈေးခွက်နဲ့ကောက်တိပြီးတော့စိတ်ထဲလွတ်လွတ်လပ်လပ်ရေးပြီးတော့ဟိုကောင်းသွားတဲ့ကောင်မျိုးစိတ်ထဲမှာ certified ဖြစ်တာပေါ့နော် ကြိုက်သွားတဲ့ကားမျိုးတွေရှိတယ်။အဲအမျိုးတော့ရှားတော့ရှားတယ်။ကျွန်တော်ကျွန်တော်ပြပေးမယ်။ဘလူးဗေကာမျိုးပေါ့နော်။နောက်အဲ့ဒီဟန်နုမာတော့သူတို့လူလူလက်လက်ကကုန်နေတဲ့ဟာအယောင်နေနဲ့အဲအယောင်နေနဲ့ပွဲဆိုတာပေါ့။အဲ့လိုကားမျိုးတွေကျွန်တော်ကြိုက်တယ်။အပြူရောကတာတော့ဆိုင်ဝိုင်းမမယူရဆိုင်ဝိုင်းတော့နောက်နက်ကနာမှာကတာတော့အဲ့ဒါတွေကိုရေးတာအလုတ်တွေပေါ့။အယောင်နေနဲ့လှုပ် လုတ်ကပ်ပြီးရေးတဲ့နီးစနစ်ပါဟုတ်လားစပြီးအယောင်ကိုတင်လိုက်တယ်ဟိုကဒီအယောင်ကကိုရေထဲမှာဆွဲနေတယ်ရောအဲ့ဒီအယောင်တင်လိုက်ပြီးဆိုတော့အဲ့ဒီအယောင်နဲ့မိဘက်ဖြစ်မဲ့အယောင်တို့အဲ့ဒီအယောင်ပံမှုပေးမဲ့ကာရိုက်တာတို့အဲ့တွေကကြိုတင်ကမ်းမန်းတာမရှိဘူးဥပမာဆိုကြဘူးပလင်လုတ်တာမရှိဘဲနဲ့အလိုလိုအော်တိုလေးစင်အဲ့ရတွေ့တဲ့မိုင်းနဲ့တွေ့တဲ့ဟာအဲ့လိုပြည်ကားမျိုးတွေကိုကျွန်တော်ပိုးချိုက်တယ် ဒီပကြီးပြပွဲမှာတိုင်းရင်းသားတွေရဲ့ပုံတွေကိုပါရေးဆွဲပြသထားပါတယ်။ပုံလူလိုချင်တော့ကင်မရာနဲ့ရိုက် B9 ထုတ်ရင်ပုံလူရတာပေါ့နော်။တကခုအတွေးမပါဘူး၊ကန်စားမှုမပါဘူး။အဲဒါကြောင့်မလို့ကျွန်တော်ဒါမျိုးတွေရေးပြတာ expression art တို့ရော။ contemporary လို့လည်းပြောလို့ရပါဘူး။ခေတ်ပြိုင်နုပညာတို့လည်းပြောရပြောလို့ရပါဘူး။ modern art ထဲမှာကအများကြီး trees တွေအများကြီးရှိတယ်။ the impression ရှိမှာ expression ရှိမယ် abstract ရှိမယ်အများကြီးပဲတိုင်းနေရတယ်။ဒါကြီးရဒါကြီးရဟိုကျလက်ခဲ့တယ်လေးလဲလေးနှစ်ပါဟုတ်ပဲရောင်းရောင်းပါတယ်လက်ရှိလက်ရှိလည်းရောင်းသားပြီးပြီအနီတို့ထားတဲ့ပစ္စည်းကားလေးတွေကရောင်းပြီးသားကကျွန်တော်၃ဘတ်လေဟိုဒေါ်လာ1000ရောင်းပါတယ်အဲ၃ဘတ်လေအထက်ဆိုတော့၄ဘီ၃ဘီပေါ့စိုက်ကလည်း၂စိုက်ပဲရေးတာပါ၄ဘီ၃ဘီပေါ့ကျွန်တော်1500ရောင်းပါတယ် US တထောင်တာပကြီဆိုတာအတွေ့ခံစားမှုဒီရရီနဲ့ပေါင်းဆက်ထားတာဖြစ်ပါတယ်ကတော့ဒီလိုလူတိုက်ခိုက်လို့ဈေးလာတော့ရာဒီစီတရားဆိုနေတာအရေးချက်ကအစိမ်းအောင်ဟောပါဒီကားမှာကျွန်တော်အစိမ်းနဲ့ဟောပါနဲ့အာမိုနီယူရယူရမှာအနီတောက်အဲ့ဒါကြတယ် ကားလေးကဒီဆက်ကလေးချင်းညမှာပဲနေပြီးဖြစ်စရာအကြောင်းလေးပကြီးဆိုတာကကောက်ကြောင်းတွေနဲ့ရေးဆွဲပုံဖော်လို့မပြီးသေးပါဘူး။ကိုပြောချင်တဲ့အရာကိုစိတ်ခံစားမှုအပိုင်းမှာထဲမှပေါ်လင်းစွာပုံဖော်နိုင်မှာဖြစ်ပါတယ်။ ရှင်မှာတော့ပကြီရှင်ရဲ့၁၄ချိန်မြောက်တကူတော့ပကြီပြပွဲလေးနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီပကြီပြပွဲကိုတော့ဇန်နဝါရီလ၁၈ရက်နေ့ကနေ၂၂ရက်နေ့ထိဒီသင်းအဲဂယ်လရီမှာပြုလုပ်သွားမှာဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီကနေ့ရဲ့အခမ်းအနားအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။